ဒီယောဂာဆိုတဲ့နာမည်နဲ့ဒီယောဂာတွေကိုမိတ်ဆက်ပြီးဝင်ရောက်လာတာကတော့1993ခုနှစ်ပေါ့နော်ကျန်တဲ့ကင်းတဲ့နေစင်ဒီကြံကြည်စွာနဲ့ကာယံွက်ကြရဲ့ဆက်သွားခဲ့နိုင်သူရဲ့လူငယ်တဲ့3နှစ်လောက်ကအမေကကျွန်တော်မေကကျွန်တော်ကိုသူသားကိုဟိုကတော့တနာလို့ပါပါနော်အဲ့လိုပေါ့ဟိုမိသားစုလိုက်တဆိုင်ဆိုင်ကိုသွားပြီးတော့ စမ်းသောက်ကြရင်ဘာရင်းနဲ့ဆိုရင်ဒီလောကထဲမှာရှိတဲ့ player ညီအများကြီးတွေ့တာကိုကိုရီးယားတော့မငယ်တော့တဲ့လူကြီးဆိုတော့အနေနဲ့အကြီးဖြစ်နေတာများတယ်လေတွေ့တဲ့အခါကျအာအခုအဲအလုပ်ပေါ်အောင်တပုတ်လောက်နှစ်ပုတ်လောက်ပါ냐ဆိုတဲ့အခါကျအမေကဆိုးဆီးခြင်းတယ်ကျွန်တော်မဆိုးခြင်းတာကြားပြီတခြင်းအဲဒီမှာအမေကမမိုးပေးခြင်းလို့ပေါ့နော်သူသားကလည်းသူအဲ့လိုမမိုးပေးခြင်းလို့ဆိုခိုင်းတဲ့ခံမျိုးတွေမှာကျွန်တော်အဲ့လိုအမေကိုအားနာလို့ဆိုပြစ်ပါတယ် ကဲပါကျွန်တော်ကဂီတတဲ့တော်တော်လေးများပါပြီနော်နေ့30ကျော်30နာရီလောက်ထဲကိုရောက်နေပါပြီ30နာရီကျော်ယူရအောင်အဲဒီဟုတ်ကပါချင်းရေးပါတယ်ဆိုပါတယ် vocal guide လည်းလုပ်ပါတယ်အခုကျွန်တော်မကြခင်နေ့ပေါင်းများစွာကျွန်တော်မလုပ်ဖြစ်ခဲ့တဲ့အချိန်တွေကြားထဲကတချင်းတွေပြန်လုပ်ဖြစ်ပြီးတော့မကြခင်ရပိုင်းတွင်းအချင်းအစ်တွေထွက်ဖို့ရှိတဲ့ချောင်းလေး ပြောချင်ပါတယ်။အရင်ဖွဲ့ကြရဲ့စက်သွားခဲ့နိုင်သူရဲ့နေရဲ့ထူးချွန်မှုတွေထဲမှာ You don't need a na မေးစတူဒီယိုမှာအဲ့လိုပေါ့တချင်းစီရီစလုပ်ဖြစ်ခဲ့တယ်။အစ္စဒတ်ငလင်တွေပေါ့နော်။ခွဆက်တကွနဲ့မှာလုပ်ဖြစ်ခဲ့တာလေ။အဲဒီဥကမတိုင်ခင်အရှိမ3နှစ်လောက်ပေါ့နော်။90 91 92စားတဲ့3နှစ်လောက်မှာ အဲ့လိုဖြတ်သန်းခဲ့ဘူးတဲ့ရုပ်ကကလောင်နေမဟုတ်ဘဲနဲ့တခြားအဲ့လိုပေါ့နော်အာဆန်ခဲ့တဲ့ဟာတွေလည်းရှိပါတယ်အဲပရမစီးရီးမှာကျတော့ဟောပါဘို့နော်ဟိုကျွန်တော်ရဲ့ဟိုကဘောမှာပေါ့နော်ပရမဆုံး producer အတီးသမား producer ဖြစ်ခဲ့တဲ့ကိုကျော်ကျော်ဆိုတဲ့ဂီတာသမားပေါ့နော်ကျွန်တော်နိုင်ကြီးကျော်ကျော်လို့လို့ပြပါတယ် ambassador မှာလည်းတီးပါတယ်အဲ့တော့အဲသူကဟိုဘသူနဲ့တီးပြဖို့အတွက်အဲ့ပထမအခွေမှာတည်းက ဟိုနဲ့အစင်မပြေဘောလို့အကြောင်းမသိငယ်လိုက်တဲ့အခါကျတော့ဒုတိယခွေမှာသူ့ကိုတီးခိုင်းဖြစ်ခဲ့တယ်။အဲတီးပြစ်ခိုင်းပြီးတော့နောက်အဲ့နောက်တစ်ခွေတတိယခွေမြောက်လိုက်ကြတော့သူကကိုယ်တိုင်ထုတ်လို့သူလုပ်ပါတယ်။အဲ့လိုပေါ့အဲ့ဂီတာကိုကြော်ကြော်ရဲ့ဟိုဘေ့စ်ကြီးရဲ့ကိုဖိုးကလေးရဲ့ drum ကိုတိကီရဲ့ဝတုကီရဲ့နောက် anchor ကကိုပညာနိုင်ရဲ့ဘာလို့ပေါ့ session နေလို့တယောက်ချင်းစီလို့ခေါ်ခဲ့ပြီးတော့ဟိုဖြစ်တာပေါ့ဒါမဲ့အဲ့ဒီမှာကျတော့ဟိုကိုကြော်ကြော်ကမတီးပြစ်ဘူး မတိပြတော့ကိုအောင်ခိုင်းဆိုတဲ့အကိုကြီးတယောက်ပေါ့နော်သူကတော့အခုဆုံးသွားပါပြီအကိုကျော်ကျော်နဲ့ငငယ်တုန်းကတရက်ကွက်တသားလို့ယဉ်နေခဲ့တဲ့သူ့ရဲ့အကိုဆရာလို့ယဉ်နေတဲ့ player ကြီးတယောက်ပါအဲ့ဒါနဲ့ဟို Viber ဆိုတဲ့နာမည်မျိုးလေးနဲ့ပြီးပြီးတော့အစ္စရာငလင်ကိုလုတ်ခဲ့ပါတယ်95ထဲမှာပဲလုတ်တယ်ကိုပိုင်တန်းစင်တစီရဲ့အဲ့လို copy တစီရဲ့ပေါ့နော်95 96မှာအဲ့နှစ်စီးမထွက်လိုက်ရအောင်96နှစ်ကုန်ပိုင်းမှာပဲညီလေးနဲ့เนาะစသမောင်းနဲ့အဲ့လိုပေါ့ စုံစည်းအကြောင်းပါပြီးတော့သူကထုတ်လို့သူလုတ်ခဲ့တဲ့အဲ့ဟိုလင်္ကာရနေက96မှာစခဲ့တာစပြီးတော့96 96 98ပေါ့နော်၃နှစ်လောက်က BDM ညီလေးတို့နဲ့အတူတူနေခဲ့ပြီးတော့ဟုတ်တယ်အဲလင်္ကာရနေက၄နှစ်လောက်ကြာသွားတယ်လို့တော့96မှာစပြီမဲ့2000မှာထွက်ဖြစ်တာငါသာဝန်းနေမှာထွက်ဖြစ်တာအဲတုန်းကအဲ့ဘောဘောနော်အဲ့တော့2000ခုနှစ်မှာထွက်ဖြစ်တာ အော်2000ခုနှစ်ထွက်ပြီးတဲ့နောက်မှာ2000နှစ်မှာကျွန်တော်အလက်ဟိုမနက်ဖန်ခီးဆိုတဲ့စီးရီထွက်ပါတယ်အဲ့မှာကျွန်တော်ရဲ့ညီလေးပေါ့နော်ကျွန်တော်ရဲ့ညီစပယ်လေးပေါ့ဂီတာဆိုတဲ့တယောက်နဲ့ဒီဥကဂီတာမနက်ဖန်ခီးဆိုပြီးတော့ဟိုထွက်ခဲ့ပါတယ်ကျွန်တော်ညီလေးကအဲ့လိုပေါ့တိုင်းသားရော်ကာလေးပါနော်အဲ့လိုပေါ့ဂီတာနဲ့ကျွန်တော်အဲ့လိုမြောက်တွဲခွေမနက်ဖန်ခီးဆိုပြီးထွက်ခဲ့တယ်ထွက်ပြီးတဲ့နောက်မှာဟိုဟာပေါ့နော်ကျွန်တော်ညီမလေးပါပဲ ့ခုနပြောလို့ပေါ့မြန်မာလေးပေါ့ဂီတမြန်မာလေးပေါ့အဲ့ဒီဂဲလေးဂီတာတို့လို့ပေါ့နော်ဂဲလေးရဲ့အခွေထဲမှာ2000လေးလမ်းသိဟုတ်တယ်ပဲ2004နဲ့တွေ့အဲ့မှာဟိုကကျွန်내ဂျူရဲ့တပုတ်လဲဆိုဖေးဖြစ်တယ်ကိုရေးပေးတဲ့သင်းလေးတွေလည်းပါတယ်အဲ့ဒါထွက်ဖြစ်ခဲ့တယ် number 1 to 2 zone to 10 low the reason time me like the nga yo ga yin de hello bang to bolang na bolang ba nya soe ka chan a me ya so se chin de ကျွန်တော်မဆိုးကျင်တာကြာပြီတရှင်အဲဒီမှာအမေကမမိုးပေးချင်လို့ပေါ့နော်သူသာလို့အဲ့လိုမမိုးပေးချင်လို့ဇူခိုင်းတဲ့ခါမျိုးတွေမှာကျွန်တော်အဲ့လိုအမေကိုအားနာလို့ဆိုပြစ်ပါတယ်အဲဆိုပြစ်တာမျိုးလေးနဲ့နောက်ကျတော့အမေကဟိုနည်းနည်းပူသနာလာရင်တူပါတယ်ဟိုဟိုကျွန်တော်ကကျတော့ညီလေးရဲ့တခြားအများနည်းလူဆိုတော်တွေနဲ့မတူတဲ့လောကလန်တစ်ခုသက်သက်ရှိလွန်ခဲ့တဲ့၃နှစ်လောက်ကအမေကအသားရဲ့နင်းစိတ်အစာပြေပေါ့နော်ကျွန်တော်တခြားဆိုတော်တွေလိုမျိုး ခရီးခရီးတိဆက်ခွင့်နေလည်းမရှိဘူးလေဘလောက်ဟိုအခွေတွေထွက်ချင်းထွက်ချင်းအဆင်မပြေတာမျိုးဒီများနဲ့မတူတဲ့အနေနဲ့ပြဿနာရှိရတော့အဲ့ဒီလူလေးရေကကြပရိသတ်နဲ့တိတွေ့မှုအနှဲတာပေါ့နော်အဲ့လိုနေတဲ့အခြေအနေမှာဟိုကျွန်တော်အဲ့လိုပေါ့စိတ်ဓာတ်ကျတာမျိုးမဟုတ်ဘူးမဲ့ဟိုပါပေါ့ဂီတာကိုဆက်ကွန်စရာလိုမျိုးဂျုံရတဲ့အခြေအနေရှိတာပေါ့အဲ့ဒါတွေကိုအမေကဂိမ်းနာတက်တော့စိတ်အစာပြေပေါ့နော်ဘာပြောပြောဆက်မဆူဆိုရင်နှစ်ပုံးလောက်လုံးဝလာသားရဲဆိုပြီးတော့နှစ်ပုံးစာဈေးထုတ်ပေးပါ အဲ့တော့အမေကအားပေးတယ်ဆိုမှတော့အဲ့လိုလှုပ်ဖြစ်ရင်းနဲ့ခြေလုံးလုံးဖြစ်သွားတော့ခုနှစ်ပုတ်ဖြစ်သွားတယ်။အခုပြောပါမယ်။အဲ့လိုလှုပ်ဖြစ်သွားတဲ့အခွေကလုံခဲ့တဲ့နှစ်နှစ်တည်းကလှုပ်ထားဖြစ်တာပေါ့နော်။စီးကြီးကောင်းစင်လည်းရှိပါတယ်။အခုရပိုင်းတွင်းမှာ အထွက်ဖို့လည်းရှိပါတယ်။နော်အဲ့ဒီကသချင်းတွေရဲ့တပုတ်ချင်းနှစ်ပုတ်ချင်း MTV တွေထွက်ဖို့ရှိပါတယ်။ကိုပိုင်အိမ်မက်ခုနှစ်စုံရဲ့တယုံမှန်မြင့်ချင်းများလို့ခေါင်းစဉ်ပေးထားပါတယ်။ကိုပိုင်တန်စင်သချင်းခုနှစ်ပုတ်ပေါ့နော်။ ကိုပိုင်အိမ်မက်ခုနှစ်စုံရဲ့တရုတ်မှမြေကြီးများလို့ခေါ်မြင်ပေးကြပါတယ်အဲ့ဒီမှာကျွန်တော်တငယ်ချင်းဒီရေးတာနဲ့ကျွန်တော် brand ရေးတာနဲ့ကိုအဲ့ဒါချင်းခုနှစ်ဖို့ပေါ့နော်အဲအဲ့လိုအခုနပြည့်တဲ့ခေါင်းစဉ်ထဲမှာဟိုကရက်မကြခင်ရက်ပိုင်းထဲမှာဟို MV ထွက်ဖို့ရှိပါတယ်နော်အဲ့လိုပေါ့ Cinderella ရဲ့ဖနက်ဆိုတဲ့အဲ့လိုပေါ့ကျွန်တော်ကြည့်တဲ့ငွေချင်းတယောက်ကြည့်တဲ့အချင်းမှာပဲကျွန်တော်ချင်းမှာလည်းအဲ့လိုဆိုဘူးတဲ့လူရှိပါတော့ဟောင်းတော့ကျွန်တော်ကအဲ့လို ကျွန်တော်တရားတော့အဲ့လိုပေါ့ဟိုလုံငယ်သောကာလာတွေတည်းကအဲ့လိုပေါ့အထမမြောက်ခဲ့တဲ့တခြင်းနေနဲ့အဲ့လိုပေါ့အစ်စ်ပုံရောပရိသတ်ရှိကိုမြောက်သေးတဲ့တခြင်းအစ်စ်ခုနှစ်ပုတ်ပြီးတော့မယ်ဟုတ်ကဲ့ပြဖို့ရှိပါတယ်အဲ့ဒါပေါ့အဲ့ဒါလုပ်ပြတယ်ဖွဲ့ကြရဲ့ဆက်သွားခဲ့နိုင်သူရဲ့နေရထူးချွန်မှုတွေထဲမှာ You don't need it now